မင်္ဂလာပါရှင်။တနင်္လာရီထိုင်းသတင်းဌာနမနေ့ကတဲ့အစီအစဉ်ရဲ့မန်လာ22ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တိုက်ပွဲတွေကြောင့်နေရက်ဆွခွာထွက်ပြေးနေရတဲ့တနင်္လာရီမျိုးနဲ့ဗလက်မော့ရွာကအသက်20ကျော်အရွယ်ကိုအေးချိုဟာသူ့ပြောင်းရွှေ့နေထိုင်နေတဲ့ခြံထဲကတစ်ပင်မှာပဲအခုလ18ရက်နေ့ကကျူးဆွဲချသိမ်းဆုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ သူရဲ့မိဘတွေကမြင်းမျိုးပေါ်မှာနေထိုင်နေကြပြီးခြံထဲမှာသူတယောက်တည်းရှိနေတဲ့အချိန်ကိုကိုကိုအဆိုးစီရင်သွားတာလို့ဒေသခံတွေကပြောပါတယ်စကိုင်းတိုင်းစကိုင်းမြို့နယ်ကမင်းကုန်းရှေးဟောင်းရင်ကျေးမှုဒေသကိုအခုလ16ရက်နေ့ညတကောက်အချိန်မှာစစ်အစိုးရကတိုက်လျင်နဲ့ပုံကျဲပြီးစစ်တနက်နဲ့ပါပြစ်ခတ်ခဲ့တာကြောင့်တပ်တနိကအဆောက်အအုံတချို့ ပြက်စီးခဲ့တယ်လို့သိရပါဗျ။ မင်းကောပထိုးတော်ကြီးနဲ့မြသိနန်စေတီကြားကဘုံကြီးကျောင်းနဲ့တသနိကအဆောက်အဦတချို့ထိမှန်ပျက်စီးခဲ့တာပါဘုံကျက်တက်ခဲမှုကြောင့်တန်ကာတော်တွေနဲ့အရတားထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့ဆိုပါတယ် ဒဝဲမြို့နယ်မမလျှောက်ရွာမှာရှိတဲ့နေပညာတက္ကသိုလ်ဒဝဲကျောင်းဝင်းရပ်တွင်တက်ဆွမ်းနေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေဈေးဝယ်ထွက်လာတဲ့အချိန်ဒူရကစစ်ကြောင်းနဲ့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဒူရကစစ်ကြောင်းကမနေ့ကတင်ပြထုတ်ပြန်ပါတယ်။ အခုလ၁၈ရက်နေ့မနေ့ပိုင်းကတက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတက်ခိုက်မှုအတွက်စစ်ကောက်စီတပ်သား၃ဦးကြာဆုံးခဲ့တယ်လို့ G3 အမျိုးအစားတနန်း၂လဲနဲ့ G4 အမျိုးအစားတနန်း၃လဲတို့ကိုတော်လှန်ရေးမဟာမိတ်တပ်တွေဘက်ကသိမ်းဆည်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မနေ့ကတရက်တည်းမှာတနင်္သာရီမျိုးနဲ့ခြောက်နှက်ပေါက်ရွာအနီးတစ်ဝိုက်ကိုအာနာသိစ်အစိုးရကလေကြောင်းကနေငါးချိန်ပုတ်ကျခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ မနေ့ကနေ့လယ်12နာရီခန့်ကစလို့ညနေ9နာရီအတွင်း KW Jet Fighter နဲ့ MN2 ရဟတ်ယာဉ်တွေကိုတုံပြီးလက်ချောင်းတက်ခဲမှု9ချိန်လုပ်ခဲ့တာပါ။အဲ့ဒီတက်ခဲမှုအတွင်းထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။လေကြောင်းတက်ခဲမှုတွေကြောင့်6နှစ်ပေါက်ရွာခံရာချီနေရွက်ခွာထွက်ပြေးနေရတယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့၃ပတ်အတွင်းရေပြုံမြို့နယ်ကလုတ်ထာရွာတဝယ်မြို့နယ်ကရှမိုတီရွာမော်မရှောင်းရွာနဲ့တဝယ်မြို့စန်းချီရက်ွက်တွေကတက်ကြီပဲအမျိုးသားတအူအပါအဝင်အမျိုးသမီး၂ဦးမိန်းကလေးငယ်တအူနဲ့လူငယ်တအူတို့ပျောက်ဆုံးခဲ့တာပါမြေမျိုးကတရုတ်တန်းရဲ့အင်းမြဖြူစင်လမ်းမှာနေထိုင်တဲ့အသက်9နှစ်အရွယ်မိန်းကလေးငယ်တအူလည်းပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒီအထက်ကဒဝဲမြို့ဆန်းကျင်ရက်ွက်ကအမျိုးသားတဦးနဲ့မောင်မလျှောက်ရွာကလူငယ်တဦးစုစုပေါင်း2ဦးသားမိသားစုတွေနဲ့ဆက်သွယ်ပြန်ရပြီး ကျန်တဲ့သူတွေကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲလက်ချီဖြစ်နေတဲ့တနင်္သာရီမြို့နယ်မှာမြို့ပေါ်ရက်ွက်တွေကလွဲလို့ကျေးလက်ဒေသတွေစီစားတောက်ကိုတည်ယူခွင့်ကတ်သက်တားမြစ်ခံထားရတဲ့အတွက်စားတောက်ကိုပြန်လည်မှုနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ လွန်ခဲ့တဲ့နှစ်ပတ်ကတည်းကစားတောက်ကိုတည်ယူလာတဲ့ကာသမာတွေဆိုရင်စကောက်စီစစ်စေးရိတ်ခစ်တွေကနေဖန်းစီတန်ရိုက်ပြီးကိုပြင်းစီတွေကိုတော့စစ်စေးရိတ်ဂိတ်ကနေတည်ယူခဲ့တာပါ။ဒါကြောင့်တနင်္လာရီမျိုးနယ်ကရွာအများစုမှာစားတောက်ကိုပြက်လန်းမှုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီးလမ်းကြောင်းပြန်ဖွင့်ပေးဖို့ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ တလင်းတိုင်းထိုင်တဲ့ထောင်နာရဲ့မနက်ခင်းတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။